ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေကြိုဆိုလိုက်ပါရနော်။ဒီနေ့မှလည်းဘလို့ဇာတ်လမ်းလေးကို တင်ဆက်ပေးမယ်ဆိုတော့ပရိသတ်များကနားဆင်အားပေးကြပါဦးရှင်။ဇာတ်လမ်းလေးမစတဲ့ခင်မှာကျမတို့ရဲ့ channel လေးကိုလည်း like subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်။ကဲဒါဆိုရင်ဇာတ်လမ်းလေးကိုဆက်လိုက်တော့မယ်နော်။ကျုပ်တို့ရွာလေဇေယျပေါ်မှာအတဟော်ပုံကိုတူရောက်နေပါတယ်။သူ့ရဲ့အတဟော်ပြောချက်ကလည်းအလွန်မှန်ပါတယ်။ဒါပေမဲ့ ပုပ်ကောကသူဟောချင်ပြောချင်စိတ်ရှိမှဟောပြောလို့ရှိပါတယ်။ကျုပ်တို့မိုးဆိုးများအရက်ဝိုင်းကို ပြန့်လွင်လာပါတယ်။အစကနဲ့ဦးလာပြောတာကမိုးဆိုးမှတ်ကြီးနောက်လာပြောတာကစိန်ကောင်းကိုကြအုပ်။တိတ်မှန်တာပဲမောင်ကြိုင်။ငါ့ရင်ကနွားမကြီးနွားထီးလေးမွေးမယ်။ဗုဒ္ဓဖူးနဲ့မွေးမယ်ပြောတာကွက်တီပဲကို့လူ။သူပြောတဲ့နေ့ရောတကယ်မွေးလို့လားကိုကြအုပ်ရ။မနက်9:00နာရီမွေးမယ်။နွားလေးထိတ်မှာ ချားဖြူပါမဲတဲ့အန်ကိုက်မောင်းရင်ဟုတ်တယ်ငါချားရင်ငါမင်းမဟောလိုက်တာများအန်ရောကွာဘလို့ဟောလို့တော့လောက်ပါအောင်အေးဟေးကြာတာပရိသမီမနှက်ပြန်အတက်ကြီးကြီးလူတယောက်ဖုံးကြီးစွန်းခံကြွချင်းငွေတထောင်လာပေးလိုက်မယ်ရှားပြီးရင်ဖျားပန်းအဝါရံဝဲပြီးဖျားကိုကတ်လိုက်လို့ဟောတယ်ဗျာရှားရောရှားလို့လားကွာဟာ အစတော့ဘယ်ယုံမှလဲကွာငါတို့မုတ်ဆိုးဘဝတားကောင်ရှာမှာငွေမြင်ရတာငွေစထောင်းဆိုတာနဲတဲ့ငွေလားကနဲဦးတော့မယုံပါဘူးဟောမိုးနင်းလို့တောင်ချောင်းကိုတော်များအိမ်ရှိရောက်ရောဒေးဒေးရဲကရောက်ကမအဖိုးကြီးငါမိမအဖေရောက်ချလာပါရောရောက်ရောက်ချင်းမဲသူ့မီးတွေကြောင်းအဖိုးဆိုပြီးငွေစထောင်းထုတ်ပေးပါရောကို့လူရေးမယုံမရှိနဲ့ဟာမယုံသေးပါဘူးဒါမတော်တဆတိုက်ဆန်လို့နေမှာပါ ကျုပ်ကမုတ်ဆိုးလူရဲလေးပြကန့်လန့်စကားပြောလိုက်တာပေါ့ဒါဆိုမယုံရင်မင်းအခုလုံမေးကြည့်မလားစိန်လိုက်လေမင်းတို့မနောပုတ်ကိုဖီးသလားဖျံသလားသိရတာပေါ့ကိုင်းဒါဖြစ် အခုလိုက်ခဲ့ထအဲ့ဒါနဲ့တောက်လက်စာလက်ချံအရက်ခွက်ကိုအပြတ်မောလိုက်ပြီးကျုပ်ရဲ့မုတ်ဆိုးမက်ကြီးစိန်ကောင်းကိုကြောင်းအုပ်မုတ်ဆိုးငတိတို့ရွာလေဆရဲ့ရှိရာကိုထွက်လာခဲ့လိုက်ကြပါတယ် ကျုပ်တို့အုပ်စုရွာလက်စရက်လဲလျှောက်ရော မင်းသားယူကြည်တူဆေရက်ပေါ်ကဆုံနေရကို ပထမဦးစွာတွေ့လိုက်ရပါရောအတူလေးဟင်းရဲတဲ့ရှင်ကားပြိုင်ပန်းမှုရရွှေကိုစောရောနောလူချိုင်အမေအတန်ကတော့အတန်ဝအတန်ကောင်းပြဒါပေမဲ့ဆိုပြီးကနေမင်းသားတဲ့ပုံမလောက်ကြည်ပြစပင်ရှိခုတ်ထောက်လိန်ကောက်ကောက်နဲ့အသက်က80နီးပါးခန့်ရှိမယ် မျက်နာလေးတော့ကြီးနှက်ခမ်းဝေးဖြူဖြူများကကွန်ဒရီပေးချန်လို့ကိုပေါ်မှာတော့တိုက်ဖုံအဖြူအစုပ်ရှင်ဘတ်အပြင်းနဲ့ခေါင်းတပတ်တခုမင်းသားပေါင်းပေါင်းထားတယ်ရှင်ဘတ်ပေါ်မှာအင်းစာမကွက်တွေနဲ့လည်းပြည့်ညာပဲပစိုးကအဖြူနဲ့အနက်ကွက် အပေါက်ရအောင်နာကွက်နဲ့ခြေမွေးရှည်လက်မွေးရှည်ကြီးသူကဇေယျပေါ်မှာဆိုရင်က အောက်မှာကလေးအုပ်အယောက်30ကမျက်နာမော်ပြီးသဘောကျလို့ဇေယျပေါ်မှာလည်းမိန်းမယောက်ျား14 5ယောက်က ဖျောင်းနိုင်အမွေတိုင်းပန်းစီများနဲ့ပြ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 ထိုင်ယူထိုင်ငိုင်းသူငိုင်းငေးပြီးကြည်သူကြည်လက်ညှိုးထိုးပြီးရဲသူရဲနဲ့ပြူတိုင်းကြိုက်တဲ့နှင်းစီခိုင်ပြူတိုင်းကြိုက်တဲ့ဟောရီယာမောင်ကြီးနှင်းစီခိုင်ခွင်လုံးပါတဲ့ဟိုနောက်ကဝိုင်းတော်တာဝေးရကရှာဟာဟာဟာသူကကျုပ်တို့အုပ်စုကိုလက်ညှိုးထိုးပြောဆိုပြီးကလိုက်တာကိုေးလို့ အမေလူကသာပြုံးစာပြင်းတောင်းရင်အကကတော့တကယ်စံမင်းသားကြီးများအတိုင်းပဲခြေကျိုးလက်ကျတဲ့ကောင်းမဲဖြို့ဒီမှာနောက်တကြကြောမလို့လို့ရော ပြိုးဖိုးဖိုးကြီးဘာတော့လဲဟာတကြားလုံးမနေကလို့ပဲဝေပါတော့ဗျနွားချောင်းသွားရအောင်မယ်ဟုတ်တယ်ဖိုးဖိုးကြီးပိတ်ဆက်လဲကျဲပါဗျညနေကြမှာကျဲမယ်ညနေမှာအများကြီးကျဲမယ် မရဘူးအခုကျဲပါ ဟုတ်တယ်အဖိုးအခုချက်ချင်းကျဲပါဗျို့အောက်ကသူ့ရဲ့ပွဲကြည့်ပရိသတ်နှစ်ချိတ်တွဲလောင်းရောင်ပေစုကြာရဲ့ဝဲထူနွားချောင်းတောင်ကျွဲချောင်းတောင်ထင်းကောက်မှုရှာကလေးအုပ်ကတအားလဲတောက်ဆူကြရောအားလုံးမျက်လုံးပြူးကြီးနဲ့ကြည့်လိုက်ရတာပါအကျိုးနဲ့အထမဘာပဲလားကွတပိုက်ထဲကမယ်ကွနော်မရအောင်မရအောင်မြ мян ကျဲပါ ကိုင်ကိုင်မင်းတို့ကိစ္စအရင်ရှင်းပြီးမှစင်မွားပြိတ္တများအတွက်တီးတန့်ဖြုတ်ပြရမှာပေါ့ကွာစင်မွားလက်မှတ်ဝဲထားသူများအထူးတန်ခဏလေးပြနော်အဲဟဲအားနာလိုက်တာအမျိုးကောင်းသားတွေကိစ္စပြီးမှနော်နော်ဟိဟိမျက်နှာလေးပြောင်ပါဗျာကြည့်ရတာအုံနောက်မှပုံမရဘူးသိလားအဲ့ဒီနောက်အနားရှိလူရဲ့အညိုကြီးတဲ့လက်နိုင်မီကျဲပါလျော်ရော့ဟဲ့ တကြားမင်းကိုယ်တိုင်ထုတ်လို့ဖြန့်ချည်ရဲ့တကြားလုံးအလုံးစားကြ စားပြီးရင်တိကြကြားကြအလုံးကျမ်းမာကြ ချမ်းသာကြရော့ဟေးဝေးဟေးအဖို့ဒီဘက်ကိုကျဲပါအောင်ရော့ဟာမနေ့မှလည်းဟဟဲ့ကားလန်းလာရဲ့ငါတို့တည်းကမလူနဲ့အဖိုးကြီးဟာတကြားလုံးမြောင်များစွာကိုနေရအနန်းကျဲလိုက်ပါတယ် ကလေးများလက်ထဲမှာတခြားလုံးတွေမှာမနေဘူးဒါအပြင်လူကြီးများလက်လည်းကျဲလိုက်ပြန်လို့ဇရက်ပေါ်ကလူတွေအာရဝံသာကောက်ရပါရောဖိုးဖိုးကြီးပက်ဆန်ပက်ဆန်ကျဲဖို့ကြံသေးရဲ့အေးအေးရော့ဟေးဝေးဒါမှထိုးဖိုးဖိုးကြီးကွာကြည်စမ်းပြအယူးလို့လို့ဖိုးကြီးဟာတခြားလုံးနဲ့ကျဲပြီးရောပက်ဆန်တွေကျဲပြတ်မှာရောကျဲသည်မ၅ပြားစီ ဆယ်ပြားစင်မတ်စိမူးစိစုံမြပဲဇရက်ပေါ်လေကျဲဇရက်အောက်လေကျဲပဲကိုကြောင်အောင်နဲ့မုံဆိုးကြီးမတ်ပါကလေးအုပ်ထဲဝင်လို့ကောက်ကြပါရောကျဲလို့လဲဝါရောဟေးတားတို့တမီးတို့ချင်မြေကလေးတို့နားထောင် ရွှေနှုံးနဲ့ရွှေပုတ်မြေးမယ်ဤမယ်နားထောင်ကြဗျာဟမ်ဟမ်ရက်တဲ့ကြငါတင်တင်နဲ့ငါကြောင်စာကြံနဲ့ငါမဖျားမရည် အရှိအယမှာဗုဒ္ဓသာသနာနေလိုလာလိုတောက်ပပြီကွယ်ယေသနာသုံးပါမြဲမြံကြအနန္တောနန္တာ၅ပါရိုသေးကြ အဖို့၉တောင်ပြည့်စည်တည်တဲ့နေဝိုင်းခုကြအာလုံးကျမ်းမှချမ်းသာပြီးသာသနာအကျိုးအများအကျိုးတည်ဖို့နိုင်ကြပါစေဗျာ။ gain သွားကြသွားကြအဖို့ဖြာရောလက်မှတ်ရောကြိုးဝယ်ထားသူတွေကိုဖျော့ဖြေလက်အုံးမဲ့ကွယ်အေး ဒါကြောင့်တတကြီးရလေအဖအဖဟာခေါ်ပြန်ပြီလားဟာဒီမှာကမ်းလို့ဥစ္စာနောက်မှကပါအဖရဲ့တမီးတို့မေးဆရာရှိလို့အချိန်မရလို့ပါမေးအောင်မယ်အကျိုးနဲ့တဲ့မင်းဝထုတ်တယ်ရွာပါလားကွာဟေးကိုင်းဒီလောက်မေးချင်လားမေးကြစမ်းကွာသိရင်ဖြေမယ်မသိရင်မဖြေဘူးနော်ဒါပဲကဲညီရစာမင်း င်ကကျွဲထီကြီးပျောက်သွားလို့ဘာရဲ့ဟဲဟဲကျွဲပြောင်းရင် တကြီးအိမ်နဲ့ဂတ်ကို သွားတိုင်လीတိုင်ထားတယ်ပြန်မတွေ့သေးဘူးတော့ဒီကျွဲနဲ့လှုပ်ရှားနေတာအခုတော့အမလေးလေးမငိုပါနဲ့မဲမဲကြီးမရင်လက်တိတ်တယ်တိတ်တိတ်နေကျွဲပြောက်တာဘယ်နည်းကပြောက်တာလဲတနေ့လာနေရအဖရဲ့သမီးတို့မျိုးတက်ပြီးတရက်ထဲထမင်းသွားဝယ်နေရော ရှာမရှိနဲ့နောက်ညည်းရယ်တနင်္လာနေ့ဆိုတော့အိုကျင်ရဥတကေကြာကန်သူဝနေရဲ့ဟဲ့ရှင်အဘတွေ့ပြီလားယင်တဲငါထကန်လိုက်ရဒီမှာနေကြရုပ်အရှိရခိုးယူသွားတာရှာရမှာနေတော့အိမ်ရဲ့မြောက်ရက်ကတောချုံထဲမှာရှာညနေနေမွေးခင်တွေးလိုက်မယ်မြန်မြန်သွားဟုတ်ဟုတ်ကဲ့ရှင်အဘဒါဒါသမီးကြောတာပါ ွဲရှင်မိမကဖျောင်းနိုင်တထုပ်လူတော့အဖိုးကြီးကထားခဲ့လို့ပြောလိုက်ပါတယ်။ဟိုလူကရော ပြောမျက်နှာကလည်းလင်းတမိုင်မှိုက်လို့ဘာဖြစ်လို့လဲ။အဲ့ဒီမှာ အသက်50ခန်းယောက်ျားကြီးကမှုံညိုညိုမျက်နှာနဲ့မော့ကြည့်ပြီးငိမ့်နေပါတယ်။ကြားတယ်မင်းမပြောနဲ့ငါပဲပြောမယ်။မင်းမိမအိမ်ဘွားဆင်းသွားလို့မဟုတ်လား။မှန်မှန်လိုက်တာအဖားရဲ့။ မင်းကလည်းကောင်းကောင်းမှလုံမကျွေးပဲကိုကွချီကျွေးကျွေးပါလေအဖရေနေရောညပါကျွေးတာပါခမညာဖွေနေကျွေးတာထားပါညဘာကျွေးရလဲအဲ့အဲ့ဟုတ်ဟုတ်အဖိုးကြီးအမင်းနဲ့ဟိုလူရဲ့အဖြစ်ကြောင့်ပြိတ္တရောကျုပ်တို့ရောဝိုင်းရကြရောမင်းရဲ့နာမည်ဘသူမောက်တောင်းရမှာခမညာမိမဘယ်ညာဆင်းသွားလဲ ဗုဒ္ဓဘုန်းနဲ့ညာကပါခမညာဗုဒ္ဓဘုန်းနေဆိုတော့လှထီတာဂါမေးတဲ့ဟဲ့ကောင်မိမိမအမြောက်ရက်ကသူ့မိဘရွာကိုပြန်လာဟုတ်တလားဟုတ်ပါတယ်ခမညာသွားခေါ်ခေါ်တဲ့အခါဗရောင်းညွန်တစ်ခါကင်ပြီးသွားခေါ်အချင်းကတနင်္ဂနွေနေ့မနက်၈နာရီတောက်ကြအခါအချင်းတခါလေပြန်လိုက်လာလိမ့်မယ်အဲ့ဒီကြမှာညစာအဝကျွေးခွေးမှတာဟာဟာဟာ တန်ကွာတော့ကွာရဲရတယ်ဟေးကိုသားရင်တို့လှုပ်လိုက်ရင်တော့ကွာ ရွာကြော်ရောအဖဒါတာထားခဲ့ထားခဲ့နောက်တယောက်အထီလိုနဲ့တယောက်ပြီးတယောက်ကိုရဲစရာလေးနှောပြီးဟောပြလိုက်တာဇရက်ပေါ်ရှိ လူကုံမာရောကျုပ်တို့အလဲပဲရှိတော့တယ်အဲ့ဒီမှာအဖိုးကြီးကဟိုအာဟုတုကောင်းနေဘာကိစ္စလဲအကျုံနဲ့ကျုပ်တို့အာဟုတုကောင်းနေတဲ့ ရောက်ရောက်ချင်းစောင်းနဲ့ထွေးမဲ့ပြို့အင်းကျုပ်တို့မုတ်ဆိုးတွေမှသူ့ဘလို့လို့သိနေလဲမသိဘူးကျွန်တော်မေးချင်လို့ပါခမကျုပ်ကအဲ့ဒီလိုမေးလိုက်ရောသူကကျောက်ရမျက်နှာကိုတစ်ချက်စိုက်ကြည့်ရင်ကမင်းကတနင်းလာတာလူကန်လမုတ်ဆိုးกว่าဟုတ်ရဲ့လားမှန်မှန်ပါလေခမအေးအေးမင်းကအခုလာတာငါ့ကိုမရှုံလို့กว่าအေးအေးဒါဒါဒီလိုပါခမ ဟာဟာဟာလုံးမနေပါနဲ့ကွာမယုံလို့ပဲဆန်းဆန်းယုံလို့ပဲဆန်းဆန်းမြမလော်ကီနတ်ခတ်ဘေးရင်မနောပညာဟာမြမမတဲ့မဟုတ်ဘူးကဘာပါတနေ့ကြော်မယ်ပညာကွာအတုံးချတိုင်အကျိုးရှိတယ်အတုံးမချတိုင်အကျိုးမဲ့တယ်လှူတိုင်ကုသိုလ်ရတယ်ပြောကျွန်တော်တို့အလုပ်ကအဖာပြောသလိုမဟုတ်ဆိုးအလုပ်ပါအဖာရင်အတက်မွေးဝမ်းကြွားလဲဒါပဲတက်လို့လုံစာကြတာပါခင်ဗျာ ဒီဒီလိုပါခင်ဗျာမနှက်ပြန်တောလိုက်သွားကြပါပါအဲ့ဒါကျွန်တော်တားကောင်ရမယ်ဆိုတာအဖပြောနိုင်မပြောနိုင်သိချင်လို့ပါခင်ဗျာသိတယ်ငါတိနေမင်းကသူများ ပြောတာမရှင်လို့ငါ့ကိုပညာစမ်းတာဟဲ့ကောင်စနေတာမနှက်ပြန်မင်းကြားတကောင်ရှားလိမ့်မဟိဗျာကြားကြားဟုတ်လားအဖအင်းကြားအဖ ကျွန်တော်ကြောက်တကားမှမလိုက်ဘူးမရဘူးကြောက်စရာကောင်းလို့ကြုံကြုံလဲမကြုံဘူးဒါတော့မသိဘူးဒါကမင်းအပိုင်းကြားမှာကြားထိရမယ်လို့ငါမြင်နေတယ်။ကဲငါကိစ္စရှိလို့ပြန်တော့ကျုပ်တို့အုပ်စုအဖိုးကြီးဟောချက်ကိုမယုံမရဲနဲ့နားထောင်ပြီးပြန်လာခဲ့လိုက်ကြပါလိမ့်။မှန်တာပြောရရင်ကျုပ်မယုံသေးဘူးဗျာ။ဘာလို့လဲဆိုတော့ကျုပ်ဘဝမှာခြေတရေတော်ဝတ်နဲ့ အကောင်ကြီးဆိုဆိုင်လောက်ပဲ ပြစ်ဖို့ရဘူးလို့ပါပဲကျောက်ကဒသမ303တိုင်းဖဲကို ကြည်အတင့်ထိုးမောင်းတင့်တင့်ပြီးရှေ့ကနေရုံးမတွေဝင်လိုက်ပါတယ်တက်ကြီးဝါကြီးများနဲ့ရုံးမလွမ်းမုန်နေပါတယ်ဒါပေမဲ့နွေရသည်ရွက်ချေချိန်မို့ခြုံများလွဲရင်အချို့အောက်ချီနည်းနည်းရှင်းနေပါတယ်မောင်ကျိုင်းရှင်းပါရှင်းပါမုတ်ဆိုးမတ်ကြီးကလက်နဲ့တို့ပြီးတူတူပြောလိုက် ညွန်လိုက်တဲ့နေရာကိုကြည့်လိုက်ရောဟာဝတ်တောင်းကြီးတကောင်ရေတောင်ဆင်းနေရာကိုပြဝတ်တောင်းကြီးကနဲတဲ့ကောင်မဟုတ်ဘူးကျုပ်အသာကျွန်းပင်နှစ်ဘေးကိုကတ်ပြီး303တန်းနဲ့ဝတ်တောင်းကြီးရဲ့ရှေ့လက်ပြင်းနှလုံးသားရှိရာကိုထိုးချင်လိုက်ရောဟာတောကောင်ကြီးဟာတောကောင်ကြီးလို့ကျုပ်တို့ခေါ်လေးရှိရဲ့တောဘရင်ကြားတကောင်ဟာရေတောင်နေရဲ့ဝတ်တောင်းမခုံအောင်ဝတ်တောင်းကြီးကလည်းကြားရင်အုတ်တန်ကြောင့် ရှေ့ရဲကိုထိုးအစင်မူလာရဲ့ဝက်နေရကြားရောက်အလာအဲ့ဒီမှာကြီးစန်းကတောကောင်ကြီးရှေ့လက်ပြန်မှတ်ပြီးတောကောင်ကြီးနာကျင်ဆူရှစွာအော်ဟစ်လူးလွနေချင်းဝက်တောင်ကြီးကချောင်းကူပြီးအပြေးမောင်ချိုင်းပြည့်ပြည့်ထက်ပြည့်ကျုပ်ကလည်းလက်နေမနေတော့ကြောက်လန့်အောင်မှုနဲ့ကုန်းထမလို့လုံနေရဲ့တောကောင်ကြီးရဲ့ရင်းညွတ်နေအောင်ချိန်ပြီးပြစ်ချလိုက်တာဒုတိယမြောင်ကြီးစန်းတန်ရာနဲ့ တောကောင်ကြီးငြိမ်ကြသွားပါတယ်။အဲဒီတော့မှကျုပ်ရဲ့လက်တွေတုံခါနေမှကျုံတိရပါတယ်။အတန်ကြာမှအနားသွားပြီးတွေ့ရမြေကြီးကကြောက်ခဲများနဲ့ကြောက်ပေါက်ကြည့်တော့ကြာကြီးလုံးဝမလှုပ်တော့ဘူး။ကိတ်ကိုအံ့ဩစရာကောင်းတာပဲမှတ်ကြည့်ရ။အေးကွာငါတို့ကြားနဲ့တကားမှမတွေ့ဘူး။အခုမှကြံကြံဖန်ဖန်တက်တိုင်ဆန်ဆန်ကွာ မောင်ကြိုင်။ဘာလဲမှတ်ကြည့်။ဟိုဟိုဇရက်ပေါ်က တိုက်ပုံရှင်ခွဲမနှောပေရင်ဆရာကြီးကြိုဟောပြလိုက်တာမှန်နေပြီတငယ်ချင်းမင်းမင်းဝန်ခံရဲ့လားတော်တော်တော့တိုက်ဆိုင်တာပဲနေအောင်ကြည့်လိုက်အောင်မင်းခဏလေးဒါနဲ့တွေးပပနဲ့အသက်ထွက်နေရဲ့ကြားတယ်ရဲ့နောက်ပိုင်းပေါင်တွင်းဘက်ကိုကြည့်လိုက်ရောဟာဘာလဲမောင်ကြိုင်ဘာမြင်လို့လဲကြားကြားတိကြီးမှတ်ကြည့်ရအဖဟောတာမှန်လိုက်လေငကြားရ ကျုပ်တို့ရွာရွာနီးချုပ်ဆက်ကဆို ကျုပ်ကိုကြားရောင်ပြစ်လာလို့သူ့ရဲ့ကောင်းချီဖြင့်ခုံမြူကြလျက်ပြန်လက်ပံကုန်တခုတ်အိုင်မကြီးပင်တခေယကုတ်ကိုစု စားတဲ့ရွာများက နမဲကျော်မုံဆိုးများကလည်းကျုပ်အင်ကိုလာပြီးချီချူကြလျက်ခမနှစ်ရက်သုံးရက်အချက်ဝိုင်းဖွဲ့လို့စားလို့တောက်လို့ချီချူကြလို့မကုန်နိုင်ပေါ့ဗျာနေစီလာစီနဲ့မိမလည်းပျော်လို့တိလားကြားတကောင်ရတာနဲတဲ့ဝင်ငွေလားဗျာ ကြားဆိုတာဘာမှလွင့်ပြရတဲ့ဒရာဝါမှမဟုတ်ပဲတပတ်လင်းနေရောနောက်တစ်ကြိမ်တောလိုက်သွားမှမို့ကျေးဇူးရှင် မနှောပေရင်အဖိုးအိုကိုကျို့တို့လိုက်ချကြပါတယ်အဖိုးအိုကမူလားစရမမရှိတော့ဘူးဟိုးအရှိဝေပုံလာရွာကို ရောက်နေပါတယ်စားဝယ်တောက်ဝယ်ပစ္စည်းများကပ်ပြီး အဖိုးအိုရှိရာကိုလိုက်လာခဲ့ကြပါတယ်ရွာလေဖုန်ကြီးကြောင့်မှတန်းတွေ့တာပဲအဲ့ဒီမှလည်းအပါကဟောပြောကုသပေးနေရကုန်ကျို့တို့မြင်တော့ မှတ်မိသွားပါတယ်။မဟုတ်ဆိုးလားကွာ။ဟုတ်ကဲ့အဖ။ငါပြောတာမှန်ရဲ့လားကွာ။ဟေး။မှန်ပါတယ်အဖ။အဲ့ဒါလာကြော့တာပါ။မကြော့ပါနဲ့ကွာ။ငါမျက်နှာငါဟောရတာပါ။သူတစ်ပါးတတ်တဲ့အလုပ်ကိုငါအားမပေးချင်ဘူး။စားလည်းမစားပြရစေနဲ့။နောက်ထပ်ဘာကိစ္စရှိသေးလဲ။တပတ်ကတော့လေသွားမလို့ပါအဲ့ဒါကြိုသိချင်လို့ပါအဲ့ဒီမှာအဖိုးကြီးက ကျောင်းရဲ့မျက်နှာကိုအတန်ကြာစိုက်ကြည့်နေပြီးနောက်မောင်ဘသူမောင်ကျိုင်းမှာအပေါင်းအင်းမောင်ကျိုင်းအဲ့ဒီနေ့အအူးဆုံးတွေ့ရဲ့တားကောင်မင်းလုံးဝမပြည့်နဲ့လူကလေးဘာဘာဖြစ်လို့လဲအပေါင်းအဲ့ဒီတားကောင်ပြည့်ခဲ့ရင်မင်းဘဝမျက်ရည်ပေါက်ခြင်းငယ်ကြပြီးကျွတ်တန်းဝင်ရလိမ့်မယ်ဒါပဲတွားတော့ ကျောက်မေးခွန်းနေဆင့်ပြီးမေးချင်မိမဲ့အဖိုးကြီးကလက်မခံတော့ပါဘူးအရေးလည်းမလုပ်ဘူးကျောက်လက်ဆောင်ပစ္စည်းများကိုလည်းလုံးဝလက်မခံပါဘူးဒါနဲ့ချုပ်တို့ပြန်လာခဲ့ကြပါတယ်ဘန်းနေသူ့ရဲ့ဟောပြောချက်အရအဦးဆုံးတွေ့ရဲ့တားကောင်မပြည့်ရဘူးတဲ့ကို့လူဒါဆိုစားသူ့ရဲ့တားကောင်ကအဖိုးရံငွေကောင်ဖြစ်နေဘလို့လုံးရမှာလဲကွာရှောင်းလိုက်ရမှာပေါ့ငကြားရ။အိုကွာမင်းရလေ ောဟာစောင့်ဝင်ကလေးကငိမ့်ချသားကောင်းနေရဲ့ဗျ။တိလားခါတိုင်းတိလို့မဟုတ်ဘူး။တော်တဲ့ဝင်တာနဲ့ငှက်တန်လေးတိုက်တန်ခြေဟောက်တန်ခြေဟစ်တန်ကြားနေရတာ။တောချက်တွန်တန်လံပြေးတန်ကြားရတာ။ဒီနေ့တိတ်ချက်သားကောင်းနေရဲ့။ဒါနဲ့ကျုံနဲ့မုတ်ဆိုးမတ်ကြီးမြေပြင်မှာခြေရကောင်းခြေပုံကြီးတစ်ပင်ကိုက်စားဖြတ်စမြောက်ကြည့်ပြီးသားကောင်းရဲ့သဲလွန်စာအနေထောင်ရှာခဲလိုက်တာ အချိန်ရအတော်လင့်ရော။ သားကောင်နဲ့တူတာရှုံးတကားတော့မတွေ့ရအောင်ဟိုးဒီနေ့ကတော့ဘူးပိတ်လက်ပိတ်တဲ့နေ့ဟင်းစားအောင်ရှားမဲနေ့မထင်ပါဗျာဒီလုံနဲ့တော်တဲ့ဆူဆူရဲရဲအရေးကိုပြီးဝင်လာလိုက်တာရှူအတန်ကြားရတယ်အตาနားစော်မျက်စိဖွင့်ပြီးတစ်ပင်ကြီးများအကွက်ရအချိန်မျိုးစောင့်ကြည့်လိုက်ရောဟာကြည်စံဦးချိုကကနဲ့ဒေရကြီးတကောင်အိုင်ကြီးတိုင်အဆက်မှာ ရေစင်ရေတောက်နေရပါလားကိုလုံးဝရေဆက်အောင်မှာချိုကားကြီးရရေပြင်ပေါ်မှာကြည့်ရတာပူအိုင်လုံးလို့ထင်ရဲ့ဒေရရရှိကိုရှာနေရက်လိုက်လူးလိမ့်နဲ့စိန်ကြနေပုံပဲနေတတ်တော့ကပြီးမှတ်ကြည့်ရင်ပြောရင်တဏ္ဏမောင်းကြိတ်တင်လို့ဒေရကြီးနဲ့လေတန်းအောက်ခြေကို ပြောင်းထိုးချိန်လိုက်တယ်ခလုတ်ညှက်မယ်လေလို့ရော နေအောင်မောင်းကြိုင်ဘာလဲကွာအရေးတယ်ဟို့ အဖိုးကြီးပြောတာမင်းသိရဲ့နော်။ဦးဆောင်တွေ့တဲ့တားကောင်မပြက်နဲ့တဲ့။ခောက်ထားဆန်းမှာဒါလောက်ပတ်မှရနိုင်တာနောက်တွေ့ချင်မှတွေ့မယ်။ဖဲ။တဲ့ပဲကျုပ်တနဲ့ပြောင်းွားကကြည်ဆန်းရဒေရဲ့ကြီးရဲ့လေတာရှင်းကို ဖောက်ဝင်သွားရောဒေရဲ့ကြီးရေထဲကကုန်းထရင်ကနေဦးချိုကြီးရမ်းပြီးရေထဲကိုစိုက်ကြိုးကြလို့လူးလို့နေရောမကြပါဘူးရေထဲမှာငြိမ်ကြသွားတယ်ရေပြင်ဆက်ဟာဒေရဲ့သွေးနဲ့ ချက်ချင်းရဲသွားတာပဲဒါနဲ့နှစ်ယောက်သာအချိန်လုံးစီးလိုက်တရေကြီးကို ကုန်းမော်ဆွဲတင်လိုက်ရောဟာဒုက္ခပဲမောင်ကြီးဘာဖြစ်ပြန်ပြီလဲကွာမင်းရလေဒီမှာကြည်စံငကြိုင်းဒေရအထင်းမဟုတ်အထင်းမဟုတ်ရင်အမဘောဘာဖြစ်လဲဟိတ်ကောင်ဒေရမကြီးကကိုယ်ဝင်အရင်မှကြည့်နေကွာဟေးဘာတက်နိုင်မှာလဲကွာ ကိုဝင်ရှိနေမှမသိလို့ပြင်မိတာဥစ္စာ။ gain ရွာကိုတဲဝှတာလို့ကျုပ်တို့မဟုတ်ဆိုထုံးဆက်မှာတားကောင်ဟာကလေးဖြစ်နေရင်ကိုဝင်ရှိနေရင်အိပ်ပျော်နေရင်လုံးဝမပြေရမတက်ရအောင်ရှောင်ရတဲ့ထုံးဆက်ရှိပါတယ်။အခုဟာကရေစိမ့်နေတော့ပြည့်ရတာဥစ္စာဘာတက်နိုင်မှလဲပြနော်။ဒါနဲ့ဝါခုတ်ပြီးဒီရမကြီးကိုနှစ်ယောက်သာမနိုင်တနိုင်ရှို့ထမ်းလို့နားတဲ့တဲ့ပြီးရွာရောက်လှမ်းခဲ့လိုက်ပါတယ်။ရွာထဲကို ခရယမအသေးကြီးထက်မီဝင်လာရောရွာသူရွာသားချို့ကကျုပ်ကိုမျက်နှာမကောင်းစာနဲ့ဝိုင်းကြည့်နေကြလို့ပြသူတို့မျက်နှာများကကြားရလာတော့ကလို့လှိုက်လဲဝမ်းတာအော်ဟစ်မကြိုးဆိုကြပါဘူးရင်းနေသူချို့လည်းမတွေ့ရဘူးဒါနဲ့အိမ်ရှိရလည်းထမ်းလာကြရောအလိုကျုပ်ရဲ့အိမ်ချံဝင်းထဲမှာလူတွေမနှဲပါလားဝင်လိုက်ထွက်လိုက်နဲ့ဟေးငကြိုင်းမင်းအိမ်လူများလာချိလားကွာအေးကွာမိမများမွေးနေကြော်လားကွာ ဟေးငကြိုင်းတို့ပြန်လာပြီလားဟေးကိုကြိုင်းကိုကြိုင်းအဖလေးကိုကြိုင်းရှောင်းမဆိုင်ခြံဝါရှိကျုပ်ရဲ့ခင်မမိတောင်းကကျုပ်ရှိရာကိုပြေးလာပြီးကျုပ်လက်ကိုကင်လို့ အော်ဟေ့ငိုပါလိရောမိတောင်းမိတောင်းဘာဘာဖြစ်လို့လဲနင့်နင့်အမရောငါမိမရောအကုန်ကြိုင်း မအမဆုံးသွားပြီဟင်ငါမိမမဆက်ရင်ဆုံးသွားပြီဘာဘာဖြစ်လို့လဲဘာဖြစ်လို့လဲဆက်ရင်ဆက်ရင်ရေကျောက်တနတ်ကိုမှတ်ကြီးလက်အပ်ပြီးအိမ်ပေါ်လေဝုန်းကနေခုန်ထက်လိုက်ရောအမျိုးသမီးတအုပ်ရှိမှတွေးတန်ရရဲ့နဲ့ပက်လက်အသက်ထွက်နေတဲ့ကျောက်ရဲ့မိမကိုအံ့ဩစရာကောင်းမြင်လိုက်ရပါရောဗျာဆက်ရင်ကျွန်တော်မိမဘလို့ဖြစ်ရတာလဲဗျာဟင် အိမ်အပေါ်ဆင်းရနေပြုတ်ကျသွားတာအဲ့ဒါဘိုက်ထဲကကိုဝင်နဲ့မြေကြီးကတိုင်ကိုစောက်မိပြီးမရှူနိုင်မကယ်နိုင် သွေးတွေတွန်တော့တာပဲမောင်ချိုင်းကြီးအော်တန်ကြားလို့ဒိုးများရောက်လာတော့သွေးတန်ရဲနဲ့အတက်ငေးနေပြီးအဲ့ဒါဒိုးရွာလက်တဲ့အတော်ကြီးဒေါ်ခွေးမှသွားခေါ်ပြတော့ဒေါ်ခွေးမှလည်းရောက်ရောစိတ်ရင်လည်းအသက်ထွက်တော့တာပဲစိတ်ရင်စိတ်စိတ်ရင်ပြေးရလေစိတ်ရင်ရဲ့စိတ်ရင်ရဲ့မိမရဲ့ ဒါဒါငါကြောင့်ငါမိုင်းလို့ငါအတုံးမကြလို့ငါရဲ့လောဘကြောင့်မင်းဖြစ်ရတာငါမင်းနောက်ကိုတခါလေလိုက်ခဲ့မယ်စိရင်ဟဲ့ကောင်ငါကြိုင်မလုံးနဲ့မောင်ကြိုင်မောင်ကြိုင်မမလုံးပါနဲ့ကြုံမင်းမရဲ့အလောင်းဖတ်ထားရကဝုန်းငနဲ့ခုံထပြီးမှတ်ကြီးလက်ထက်ရအမဲပြုတ်ရိုင်းဖဲတနတ်ကိုအတင်းဆွဲယူ မောင်းတင်လို့ကိုကိုအဆုံးစင်မှုလုံးနေချိန်မှာပဲ အားလုံးကတနက်လိုက်လို့ပြီးတနေရောင်အတင်ဆွဲခေါ်သွားခဲ့ကြတယ်။အခုတော့ကျုပ်အသက်နဲ့အမျှချစ်ခဲ့ရတဲ့စိုးတူကောင်းဖတ်ငယ်ချစ်မြားဆင်ရင်တက်မလင်ကိုသွားရရှာပါပြီဗျာ။ကျုပ်အချစ်ဆုံးဇနီးမက်ဆင်ရဲလှဲ့ပြီး နောက်နေရစပြီးကျုပ်မိုးဆိုးလုပ်ကိုလုံးဝစွန့်လို့ရွာဦးဖုန်းကြီးကျောင်းဘက်ကိုဦးလှဲ့လိုက်တာ အခုဆရာကိုညုံမိုင်းကိုဒီဆက်ကြောင်ပြန်ပြောတဲ့အချိန်ထိသင်္ကန်းဝ25ဝရှားခဲ့ပြီး အသက်လည်း80နှစ်ကခဲ့ပါတကကြီးရင်အမန်အကျုပ်ဟိုးတိုက်ပုံရှင်ခွဲမနောပင်ဆရာကြီးကြိုဟောပြောလိုက်တဲ့စကားကိုနားမထောင်နဲ့အမပဲကိုညုံမိုင်းအဲ့ဒီအဖိုးကြီးဟာအလွန်အံ့ဩဖို့ကောင်းတဲ့အတက်ဟောမနောပညာရှင်ကြီးပါဗျာသူ့ကိုဖုံဖုံကြီးနောက်ပိုင်းတွေ့ရသေးလားဟင်ဟင်လုံးဝမတွေ့ရတာဒီနေ့အထီးပါပဲ ဲ့ဒီဆရာကြီးနာမည်ရောသိလားဖျားသူများပြောချက်အရာသူ့နာမည်ကဘားတိုက်ပုံဥရကျော်တဲ့အဖွဲလူထုစမ်းကြည့်ပါပဲတကညုံမရေပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်များအလုံးကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေရှင် နောက်နေ့ဒီမှာလည်းဘယ်လိုဇာတ်လမ်းလေးကိုတင်ဆက်ပေးမလဲဆိုတာပရိသတ်များက စောင့်မျှော်အားပေးကြပါအောင်ရှင်။ဇလန်းလေးကိုနားဆင်ပြီးပြီဆိုတော့ကျမတို့ channel လေးကိုလည်း like subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်။ကျမတို့ channel လေးမှာတင်ဆက်ပေးနေတဲ့ဇလန်းမြောင်နားဆင်ရင်ပရိသတ်များအားလုံးဘဝမောများပြည့်ပြောင်းနိုင်ကြပါစေလို့ကျမတို့ channel လေးမှာစုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်။